ဖန်တိုင်းနေရာမှာရေရှည်အစားထိုးဖို့လီဗာပူးချိန်ရွယ်နေတဲ့ကစားသမားအားလုံးပဲမင်္ဂလာပါရှင်စပော့ကဘာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဘဘူးတဲ့အနေနဲ့ဒီရဒီမှာနိပြတဲ့နဲ့အတူအကောင်းဆုံးစူးစမ်းနိုင်ခဲ့ပြီးတော့ပရီးမီးယားလိဖလာကိုရယူဖို့ရေပန်းစားနေပါတယ်။စူပလာအောင်မြင်မှုပြီးရင်အတင်းအတွက်နောက်ထပ်အရေးကြီးနေတာကတော့အတင်းရဲ့ပုံရိပ်ကစားသမား၃ဦးရဲ့စာချုပ်တင်ညှိနှိုင်းရေးအစီအစဉ်ပဲဖြစ်ပါတယ်။ ။လောလောဆယ်တော့ဘဲတအုပ်တယောက်နဲ့မှအဆင်ပြေတယ်ဆိုတဲ့အတမ်းကြားရသိပါဘူး။ဒီလိုအချိန်မျိုးမှာမှလက်ရှိထွက်ပေါ်လာတဲ့သတင်းပုတ်ကတော့လီဗာပူးတင်ဟာသူတို့ရဲ့အဓိကနောက်ခံလူအသင်းကောင်းဆောင်ဗန်ဒိုက်ရဲ့နေရာမှာအစားထိုးဖို့ပြင်မှတ်တအုပ်ကိုချိန်ရနေတယ်ဆိုတာပါပဲ။ဆောင်ရတဲ့အတင်းကောင်းဆောင်ကြီးရဲ့အနာဂတ်နဲ့ပတ်သက်ပြီးမတိကြနေတဲ့အချိန်မှာအင်တာမီလန်ရဲ့ကျယ်ပွင့်နောက်ခံကစားသမားအလက်ဇန်ဒရိုဘာစတိုနီကိုပြစ်မှတ်ထားနေခြင်းပဲဖြစ်ပါရဲ့ရှင်။ ဗန်ဒိုက်ဟာ2019ခုနှစ်မှာဆော်တန်နန်အသင်းကနေလီဗာပူးထံကိုပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီးတော့နောက်ပိုင်းမှာလီဗာပူးအသင်းခန်စစ်တန်းရဲ့အဓိကနေရာကနေနှစ်ပေါင်းများစွာရပ်တည်ခဲ့တယ်လို့2019မှာချန်ပီယံလိဂ်နဲ့နောက်တစ်နှစ်အကြာမှာပရီးမီးယားလိဂ်ဖလားတွေရယူနိုင်မှုတွေမှာပါအရေးပါတဲ့အခန်းကနေပါဝင်ခဲ့ပါတယ်ဂျာဂန်ကလပ်ယုံကြည်အားကိုးခံခဲ့ရသူဖြစ်ပြီးတော့အခုချိန်ထိလည်းသူ့ရဲ့အချိန်ပါဝါကအားကြီးနေစေဖြစ်ပါတယ်။ဟမ်ချော့ကိုရိုင်းကလည်းသူဟာဗန်ဒိုက်ကိုအသင်းမှာဆက်ရှိနေစေချင်ပေမဲ့ဒီလိုမျိုးစာချုပ်တင်ညှိနှိုင်းရေးတွေက သူ့ရဲ့လုပ်ပိုင်ခွင့်မှာပါမနေဘူးလို့ဆိုထားပါသေးတယ်။ဗန်နိုက်ကလည်းပဲအခုအချိန်ထိအသင်းအတွက်အကောင်းဆုံးပေးဆက်ကစားနေတဲ့ကပတိန်တဦးဖြစ်ပြီးတော့ဒီဟာဒီမှာလည်းပရီးမီးယားလိဖလားကိုနောက်တစ်ချိန်ထပ်ယူနိုင်ဖို့အတွက်အသေးစားဆုံးဖြစ်အောင်စွမ်းဆောင်နေတဲ့ကစားသမားဖြစ်လဲရှိနေပါတယ်။ဒါပေမဲ့လည်းစာချုပ်တက်တန်းကအကုန်ဆုံးတော့မှဖြစ်တယ်လို့အသက်အရွယ်အပြင်ကလည်း33နှစ်တည်းကိုရောက်ရှိလာနေတဲ့ဗန်ဒိုက်ကိုလီဗာပူးဘက်ကစာချုပ်တင်ပေးဖို့တွန်းဆုတ်နေဟန်ပါပဲ။ဒါကြောင့်အခြားတစ်ဖက်မှာလီဗာပူးအသင်းဟာဗန်ဒိုက်ရဲ့နေရာမှာအစားထိုးဖို့အလားအလာကောင်းနေပိုင်ဆိုင်ထားတဲ့ ကစားသမားတွေကိုရှာဖွေနေပြီးဘာစတိုနီကထိတ်ဆုံးပြစ်မှတ်ဖြစ်လာခဲ့တာပါအခုမှအသက်25နှစ်သားရှိသေးတဲ့ဘာစတိုနီဟာအင်တာမီလန်မှာကမ္ဘာအဆင့်မီဗဟိုနောက်ခံလူတဦးဖြစ်တယ်ဆိုတာသူ့ကိုယ်သူတည်တည်ပြထားသူတဦးလည်းဖြစ်နေပါဗျ။မော်လုံးကိုထိမ့်ချုပ်ပြီးဖြန့်ဝေနိုင်တဲ့ရေချင်းနဲ့နီးပြူဟာပိုင်းဆိုင်ရာထိမ့်ချုပ်မှုမှာထူးချွန်တဲ့သူဖြစ်ပြီးတော့အင်တာရဲ့2023-24 CDA ဖလားနဲ့2023ချန်ပီယံလိဖိုင်နယ်အထိရောက်ရှိရမှာအထူးကနေရာကနေပံ့ပိုးပေးခဲ့သူတဦးလို့ဆိုရင်လည်းမမားပါဘူး။ သူ့ရဲ့ဘဲဘက်ကနေတိုက်စစ်ကိုတိစောက်ပေးနိုင်မှုတိကျတဲ့အကွာအဝေးပေးပို့မှုနဲ့ဖိအားအောက်မှာတည်ငြိမ်မှုတွေကလေဘပွေးရဲ့ကစားပုံနဲ့အံဝင်ဝင်ကြဖြစ်နိုင်တယ်လို့ဘောလုံးသုံးသက်သူတွေကယူဆထားကြပါတယ်။လေဘပူးနိပြအမ်စလော့ဟာ433ကစားပုံကိုအသုံးပြုနေပြီးတော့နောက်ခံလူတွေစီကဘောလုံးကိုတိုက်စစ်စီချိတ်ဆက်ပေးပို့မှုကိုအားပြုတ်တဲ့သူဖြစ်လာကြမလို့ဘာစတိုနီနဲ့လည်းတကယ့်ကိုအန်ကိုက်ချင်နေပါတယ်။ဒါကြောင့်ဗန်ဒိုက်ကိုလွတ်လွတ်ရမယ့်အခြေအနေမျိုးမှာဘာစတိုနီကိုခွာယူချင်တာကကောင်းမွန်တဲ့အကြံစာမှုတစ်ရပ်ပါပဲ။ မတ်စတိုနီဟာအင်တာမာစီရီအေဖလားကိုရယူနိုင်ခဲ့ပြီးဥရောပအဆင့်ပြိုင်ပွဲတွေမှာပါအတွေ့အကြုံရှိသူဖြစ်တာကြောင့်မလို့လီဗာပူးရဲ့ချန်ပီယံလိနဲ့ပရီးမီးယားလိအာမြင်မှုတွေကိုဆက်ထိန်ဖို့အထောက်အကူဖြစ်နိုင်တဲ့အနေအထားမှာရှိနေပါတယ်။အခုခက်ခဲရှိတာကဘာစတိုနီရဲ့စာချုပ်ဟာ2028အထိတက်တန်းရှိနေပြီးတော့အင်တာကလည်းသူ့ကိုအတိတ်ကစားသမားအဖြစ်အားကိုးထားတာကြောင့်ညင်မာတဲ့ပြောင်းရွှေ့ကြေးတရက်အထိတောင်းဆိုလာနိုင်တယ်ဆိုတာပါပဲ။ Transfer market မှာတော့ Barcelona ရဲ့လက်ရှိတန်ကြီးကို Euro 85တန်းအထိသတ်မှတ်ထားပါတယ်။ ဒါကြောင့်လီဗာပူးအတွက်ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်လာနိုင်ပြီးဆက်လက်အကောင့်ထဲပေါ်သွားအောင်မလားဆိုတာစောင့်ကြည့်သွားရပါအောင်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။